မင်္ဂလာပါရှင်မန္တလေးခတိ channel နဲ့ပြန်လည်ကြွဆွလာရပါရှင်ကျမတို့ channel ကနေနောက်ဆက်ရသတင်းများကို channel တွင်ညစာတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်ကလေးမျိုးမော်လိုက်ထောင်ရီထောင်ပိုင်းအောင်မိုးဝင်းနဲ့အကျိုးစီအရာရှိဝန်ထမ်းများကအကျဉ်းသားများကိုအုံချ၍ငွေကြေးရှာဖွေလက်စားနေတယ်လို့သိရပါတယ်စကိုင်းတိုင်းကလေးမျိုးမော်လိုက်ကျန်ထောင်ရီထောင်ပိုင်းဦးအောင်မိုးဝင်းနဲ့အကျိုးစီအရာရှိ ဝန်ထမ်းများကအကျဉ်းသားများကိုအုံချရငွေကြေးရှာဖွေမှုများနဲ့လက်စားမှုများကျူးလွန်နေကြောင်းမြန်မာနိုင်ငံလုံးဆိုင်နိုင်ငံအကျဉ်းသားများကွန်ရွက် PPMM မှဗဟုဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကရောင်းခဲ့တဲ့တင်ဌာနချက်လို့ပြောကြားချပါတယ်။ မော်လိုက်ကျင်းထောက်အကျွင်းအကျဉ်းသားများကိုပရိဘောကပစ္စည်းထုတ်လုပ်ရေးကိုဖိအားပေးခိုင်းစေအင်ဒွင်းသုံးတဲ့အခန်းသုံးပစ္စည်းများကိုရောင်းချခိုင်းပြီးတလားလေငွေချက်3900ခန့်အနည်းဆုံးရှာခိုင်းနေကြောင်းရရှိငွေများကို6ပိုင်းနဲ့အကျဉ်းဥစည်းအရာရှိဝန်ထမ်းများမှအတိအကျအရယူနေကြောင်းချုပ်ပြင်းအကျဉ်းထောက်အကျွင်းသားများပစ္စည်းဖြစ်တဲ့ကွန်ရများယူဆောင်တင်တွင်းခွင့်မပြုရဟုအမိန့်ထုတ်ပြန်ပြီးထောင်တွင်းနိုင်ကွန်ရရောင်းဝယ်ရေးကိုအကျဉ်းဥစည်းဌာနကလုပ်ကမ်းလျက်ရှိနေကြောင်းတနည်းလင်းကွန်ထုတ်ရေး400ခန့်ရောင်းချနေပြီးအဆိုပါကွန်ရရောင်းဝယ်ရေးလုပ်ငန်း င်းတွေထောက်ပံ့ရဲ့စနစ်ဖြစ်သူကအဓိကလူကိုင်းတဲ့အကြောင်းသိရပါတယ်သူပြင်းစားပြွေးနဲ့မွေးမြူရေးလုပ်ငန်းများကိုဌာနပတ်များက၎င်းရဲ့အကျိုးစီးပွားရေးအတွက်လုံခြုံနေပြီးခြောင်တွင်မွေးမြူရေးနွားနဲ့ကြက်များအပောင်းဝင်စားပြွေးမှာရှိခဲ့တဲ့တည်နှံများကိုပြပောင်းဝယ်ယူလို့သူများထံသို့ရောင်းချရှိခြင်းအကျဉ်းသားများရိတ်ခအတွက်အစာပြိုစားတောက်ခွက်ကိုကန့်တတ်ထားကြောင်းသိရပါသည်။စူပါငွေကြေးရှာဖွေမှုများအပြင်အိတ်ဆောင်အတွင်အလုံးမလုံးလို့တဲ့အကျဉ်းစီးများထံကအကျဉ်းသားများထံကနေတာလာလေငွေသသိန်းခန့်အကျဉ်းစီးဝယ်တဲ့ ဟန်ဝင်းအောင်မတဆင့်ထောင်ပိုင်ထန်တို့လက်ငွေပေးတွင်းရကြောင်းသိရပါတယ်။ဂျာနလတာအချိန်ယူမှာစုံစမ်းဖော်ထုတ်ထားတဲ့ဖော်ထုတ်ချက်ဖြစ်ပါရတဲ့ခေပြက်ကြီးထဲမှာပို့ပြီးတော့မှစီးပွားရှာလာတဲ့အခြေအဆိုးဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသားတွေအကျဉ်းသားတွေများလာလေလေသူတို့အတွက်ဝင်ငွေများလာလေလေဆိုတဲ့သဘောတရားကိုပို့ပြီးမှအကောင့်ချက်ပေါ်နေတယ်။ငွေကြေးရလာမှုနဲ့အတူအကျဉ်းသားတွေနဲ့နိုင်ငံရေးအကျဉ်းသားတွေကိုပို့ပြီးမှဖိနှိပ်တာတွေလက်ရစရလှုံ့လာနိုင်တဲ့ကိုတွေ့နေရပါတယ်။ဒီအခြေအနေတွေကိုဖြေဖြောက်ဖို့သူတို့ရဲ့သက်ဆိုင်ရာဘက်ကနှာဆမှုတွေကိုရေးယူဆောင်ရွက်မှုမလုပ်ခဲ့ရင်တောင်မှကျွန်တော်တို့တော်လှန်ရေးဘက်ကထိရောက်တဲ့အပြစ်ပေးအရေးယူမှုတွေလူမှုရေးပြစ်ဒဏ်တွေနိုင်ငံတော်ဝန်ရှိတဲ့သူတွေနဲ့ချိတ်ဆက်ပြီးအပြစ်ပေးနိုင်ဖို့အကျိုးစားလှုံ့ဆော်တော်ဖို့လိုအပ်တယ်လို့ပြောချင်ပါတယ်လို့ကိုတိုက်ချောင်းကရှောင်းခေတ တင်းဌာနချုပ်ပြောဆိုထားပါတယ်။အကျဉ်းသားများကိုအတုံးချ၍စီးပွားရှာနေတော်လည်းပဲအကျဉ်းသားများမှမူမိတိအကျိုးခံစားခွင့်ကိုမှမရရှိခဲ့ကြောင်းလက်ဆောင်မှုနဲ့ကိုကျိုးစီးပွားရှာနေတဲ့အထောင်အားပံ့ပိုးကိုလွှင့်မှုရပြစ်ဒဏ်ပေး၍အထုလွတ်အလျက်ရှိနေကြောင်းနိုင်ငံအကျဉ်းသားများပေါ်မှာဖိနှိပ်နေမှုများအတွေ့တာဝန်ခံမှုအမြန်ရှိစေရေးဂျူပန်ဆောင်ရွက်ရန်အထုလွတ်အလျက်ရှိနေပြီး PPMA အဖွဲ့အစည်းများအနေဖြင့်ထိရောက်တဲ့ဖိအားပေးအရေးယူမှုများဖြစ်လာစေခလေးမျိုးအနေရှိမိဖက်အစည်းအဝေးများနဲ့ချိတ်ဆက်ဆောင်ရွက်တော်မှာဖြစ်ကြောင်း တိပိကျညာချဖြစ်ပါရယ်ဆက်လက်ပြီးတော့စနေနဲ့တရားဝတိမြို့နယ်တွင်စစ်မှုထမ်းပတ်ဆက်ဆက်ကိုအတွေ့လူငယ်30နှစ်ပါကိုစစ်တပ်ကပေါ်ရဆွဲဖမ်းဆီးနေတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရယ်မကွေတိုင်းစနေမြို့ပေါ်ရှက်ွက်များနဲ့ကျေးရွာများကိုအကြမ်းစစ်တပ်ကဝင်ရောက်ဆင်းနေပြီးလူငယ်25ဦးကိုပေါ်ရဆွဲဖမ်းဆီးသွားခဲ့ကြောင်းပြီးသူညနောင်စနေတရင်တာဝန်ခံကိုပြည်သူကရန်ခေတရင်ဌာနထပ်ပြောဆိုချပါရယ်စနေမြို့ပေါ်ရှက်ွက်များနဲ့ကျေးရွာများကိုအကြမ်းစစ်တပ်ကဝင်ရောက်ဆင်းနေပြီးလူငယ်25ဦးကိုအထမအပေါ်ရဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းထိုကြမ်းစစ်တပ် ားများပေါ်ရဆွဲဖမ်းဆီးခဲ့တဲ့လူငယ်25ဦးတည်အသက်အရွယ်20ကျော်မှအသက်35နှစ်အရွယ်အတွင်းရှိလူငယ်များဖြစ်ကြောင်းထို့သူပေါ်ရဆွဲဖမ်းဆီးသွားတဲ့တူထားထဲမှာ16ဦးကိုစစ်တင်နံကြောင်းသို့ပို့ဆောင်လိုက်ကြောင်းသိရပါဗျ။ကျန်တဲ့လူငယ်ကိုကိုအကြံဖက်စတာများကမိသားစုထံအကြောင်းကြားပြီးငွေကြေးသိမ်းတရားဖြင့်ပြန်လည်ရွေးချယ်ခိုင်းတော့ကြောင်းမိသားစုများကလာရောက်ရွေးယူသွားခဲ့ကြောင်းသိရပါဗျ။ စကွေရီပေါ်လာဆွဲဖန်စီတာကတော့လူငယ်25ဝရှိပါတယ်မြို့ပေါ်ဆိုရင်တော့လမ်းထက်အထိပေါ်တော်ဝင်ဆွဲပါတယ်စနေမြို့နယ်ဆိုရင်တော့ကြေးရချက်ကိုဝင်ရောက်ပြီးလူငယ်တွေနေထိုင်တဲ့အိမ်တွေပေါ်အထိတက်ဆွဲပါတယ်စကွေဖန်စီသွားတဲ့လူငယ်25ဝချက်ကလူငယ်ကိုကိုတယောက်ကိုတိတ်တရားချိပေးပြီးပြန်ရွေးရတယ်လို့ကြားပါတယ်ကျန်တဲ့သူတွေကိုစစ်တင်တဲ့အကြောင်းကိုပို့လိုက်တယ်လို့သိရပါတယ်လို့ပြည်သူညင်အောင်စင်းတရင်တာဝန်ခံကိုပြည်သူကပြောဆိုထားပါတယ်အလားတူပဲကိုတိုင်းတရားချိမြို့နယ်30မြို့နယ်တွေနဲ့အကြမ်းဖက်စစ်တပ်ကဆန်ဆက်မှပြန်လာတဲ့လူငယ်တွေကိုပေါ်တော်ဆွဲဖန်စီသွားခဲ့ကြောင်းဒီတိုင်းပြည် ချုပ်များကရောင်းခဲ့တဲ့တင်းဌာနတော်ပြောဆိုထားပါတယ်။နိုယမလာခုနှစ်နေ့ညနေ6နာရီခန့်အချိန်30မိနစ်အနောက်ရေတွင်ကုန်းကျွတ်အတွင်ကိုအကြံပေးဆက်တက်ကဝင်ရောက်ဆင်းနေပြီးဆန်းဆဲမှအလုပ်ဆင်းပြီးပြန်လာတဲ့လူငယ်နှုတ်ကိုစစ်သားများကပေါ်ရဆွဲဖမ်းဆီးတော့ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။သူတို့ဖက်စီခံရတဲ့လူငယ်တို့ဟာဝင်ငွေနဲ့အခြေခံလူရဲစားများဖြစ်ပြီးအနောက်ရေတွင်ကုန်းရွာမှာမောက်ဖိုးချင်းတဲ့အငယ်လေးဆိုတဲ့သူတို့ကြောင့်ဖြစ်ကြောင်းသိရပါဗျ တုတ်ဆက်မျိုးအနောက်ရေတွင်ကုတ်ချီရောက်မှဆန်ဆက်ဆင်းပြီးပြန်လာတဲ့လူငယ်တို့ကိုစစ်ခွေတွေကပေါ်လာဆက်ဖမ်းဆီးသွားတာဖမ်းဆီးခံရတဲ့လူငယ်တို့ကတော့တနေ့လုံးမှတနေ့စားရတဲ့အခြေခံလူဒန်းစားတွေပါလို့ဒေတာနဲ့ပြည်သူတွေကပြောဆိုထားပါတယ်။အကြံပေးစစ်တပ်ကယခုနှုတ်ရမလားအတွင်းစစ်မှုထမ်းပတ်ဆက်စကူကိုဖွင့်နေသွားမှဖြစ်ပြီးနိုင်ငံဝန်တွေလူငယ်များကိုအကြံဖက်ပေါ်လာဆက်ဖမ်းဆီးမှုများတောင်းလျှောက်ဆိုသလိုလှုံ့ဆော်လာနေကြောင်းစုံစမ်းတရှိရပါတယ်။ဆက်လက်ပြီးတော့ မုံရွာနယ်စကိုင်းတိုရင်စစ်တပ်စစ်ကြောင်းရဲ့ရင်တန်းကိုတက်ခတ်မှုစစ်သားများထိခတ်သိမ်းဆုံးမှုများပြခဲ့ပြီးစစ်တပ်ကနေအများကိုမိရှုဖျက်ဆီးနေတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရယ်စကိုင်းတိုင်းမုံရွာမြို့နယ်တွင်အကြံပေးစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရပြီးစစ်သားများထိခတ်မှုများပြ၍လည်းနေချင်း74ချီများဖြစ်ပြကူယူကပြဆုတ်သွားခဲ့ကြအောင်ဘူးတရမျိုးနဲ့တပေါင်းစုစစ်ကြောင်းမူကြက်ကလေးကရန်ခွေတဲ့တရင်ဌာနထရပြောဆိုထားပါတယ်။ ။နိုယင်မလ30ရက်နေ့နန်နယ်ရှင်းလိုက်30မိနစ်ခန့်ကျွေးမှုရမြို့တာစီရွာမှာကြောက်စစ်ပုတ်အမြောက်တပ်ကိုပြန်ဆုံလာတဲ့အင်အား80ခန့်ပါရစစ်တပ်စစ်ကြောင်းကိုတော်လိုင်းချုပ်ဖက်များကဂျမ်းပင်တဲရွာ၊ကိုပင်ရွာနဲ့ချမ်းပင်လာရွာအနီးတို့တွင်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ချိုတိုက်ခိုက်မှုအတွင်းအကြပ်ဖက်စကောင်းစစ်ဖက်ကနေအထင်သာပြီးထိခိုက်မှုများပြန့်ရွေကြောက်စစ်ပုတ်အမြောက်တပ်ကနန်နယ်ကြီးဆက်လို့ကြောဖြင့်ပြစ်ကူပေးတိုက်ခိုက်ခဲ့ပြီးမိုးရွာနမခမတက်လာတဲ့စစ်တပ်လေးတင်းစီကလည်းလာရောက်ပုံကျဲတိုက်ခတ်သွားခဲ့ကြောင်းထိုစစ်တပ်စစ်ကြောင်းကိုလည်းကြောက်စစ်ပုတ်အမြောက်တပ်စစ်ကူများက တံပြားကကားမြတ်ဖြင့်လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်းသိရပါတယ်။တာစီရွာကနေကြောက်စစ်ပုံအမြောက်တပ်ကိုပြန်ခေါက်လာတဲ့အင်အား80ပါရစစ်ကြောင်းကိုဂျမ်းပင်တွဲရာကိုပင်ရွာနဲ့ချမ်းပင်လာရွာအနီးမှာကျွန်တော်တို့ကြာဖြတ်တိုက်ခဲ့ကြတာပါ။စစ်ခွေးတွေဖက်ကထိခတ်တိုက်ဆုံမှုကိုတော့အတိမပြုံနိုင်သေးပါဘူး။တပ်မဖြစ်ပေါ်တဲ့နေရာကိုကြောက်စစ်ပုံအမြောက်တပ်ကနှစ်နဲ့ချစ်ဆယ်လုံးကျော်ပစ်ကူတိုက်ခတ်ခဲ့ပါတယ်။မိုးရွာနမခကနေလည်းစက်တလီတီနေစီကအပုတ်ကျတိုက်ခတ်သွားပါတယ်။စစ်ခွေးစစ်ကြောင်းကိုတော့ကြောက်စစ်ပုံတပ်ကနေတက်ကူရင်လွတ်ပြီးတံပြားကကားတွေနဲ့လာရောက်ခေါ်ဆောင်သွားခဲ့ပါတယ်လို့ဗုဒ္ဓလင်းမြင်းနဲ့တပောင်းစုစစ်ကြောင်းမှု ကြက်ကလေးကပြောဆိုထားပါတယ်။ဆိုပါတက်ခဲမကူဘုဒ္ဓရည်မြို့နယ်တပောင်းစုစကြောင်းမော်ရမြို့နယ်တိုင်နယ်ငါနဲ့မော်ရခရိုင်တရင်ဆက်ရှိတို့ကပူပေါင်းလို့ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။အလားတူစကိုင်းတိုင်းစကိုင်းမြို့နယ်မော်ရမန္တလေးလမ်းမပေါ်ရင်စင်ရင်တန်းကိုလှုပ်ချေယူပေးနေတဲ့စစ်သားများအားဝေရောက်တိုက်ခိုက်ခဲ့ရတဲ့စစ်သားဆယ်ဦးတိစုံခဲ့ကြောင်းလေးယုံကြီးနောင်ပျောက်ချက်တစ်ဖက်မှတောင်းဝန်ရှိတို့က ရှောင်းကေတရင်ချနာချရပြဆူချာပြပါရယ်အဂေါ်လ23မိနစ်တွင် စကားမျိုးနဲ့ကန်တလူတိုးကအနည်းရှိဂုံရွာကျေးရွာချိတ်ရေမြောင်းပေါင်ပေါ်နဲ့ဘေးပပလဲတွင်စကားမျိုးတမတ်တုဆတ်တုမမောင်ရမျိုးအခြေဆိုင်အနာမြတိုင်းစစ်ဌာနချုပ်နမခတ်သူစင်အဖြစ်တင်ရတွားရောက်မဲ့အရှင်တန်းလို့ချွေးရည်ယူပေးနေတဲ့စစ်သား20အလေးငိုင်းအဝေးရောက်တိုက်ခိုက်ခဲ့ရရင်စစ်သား10ဦးတိစုပ်ခဲ့ပြီးတိုက်ခိုက်တရရှိသည်များလည်းရှိခဲ့ကြောင်းသိရှိရပါသည်။ စစ်ကြောင်းချိုးကိုမော်ရနာမခါကိုပို့တဲ့စစ်သားတွေပါတံမြက်ကကား80နဲ့ပို့တာပါအဲ့ဒီကားတက်ကိုလှုပ်ချရေးယူပေးနေတဲ့ဆောင်းနေတဲ့စစ်ခွေးတွေကိုဝင်တိုက်ခိုက်တာပါအင်တာနက်လိုက်အခက်အခဲကြောင့်ရခုမထုတ်ပြန်ခြင်းဖြစ်ပါရဲလို့နေရုံရင်းအောင်ပျောက်ချက်တစ်ဖက်မှာတာဝန်ရှိသူတို့ကရောင်းခဲ့တဲ့တရင်ဌာနချက်တော့ပြောဆိုချပါတယ် ရင်ပတ်ပွဲတွင်သိဆုံးသွားခဲ့တဲ့စကားစစ်တပ်သားများထက်ကနေလက်နက်ကောင်ရင်စူးစမ်းခဲ့တယ်လို့ပဲကန်တလူတိုးကိမစစ်သားများစစ်ကူရောက်ရှိလာတော့ကြောင့်ကောင်ရင်နဲ့ချင်းမရှိပဲပြန်လည်ဆုတ်ခွာခဲ့ရကြောင်းအဆိုပါတိုက်ခိုက်မှုကိုလေယုံညီနောက်ပြောက်ချက်တစ်ဖက်မှရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးရတုကောင်ကိုရင်တပ်ပွဲများအထိခံရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည်ကျတော့တိုက်ခိုက်ခံရမှုကြောင့်အကြပ်ဖက်စတာများကနည်းနည်းချင်းများဖြင့်ရတပ်ပိခတ်ကဂုံရရှိပြည်သူနေအိမ်နှလုံးကိုလည်းမိရှုဖြစ်စေခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ကျောင်းတက်ဆက်ပေးမှုကိုကျွန်မပဲကြားနာကိုပြပါရှင်။နောက်ထပ်ပြည်တွင်ပြပါတဲ့ညကျောင်းတိုင်းတိုင်းညနဲ့နောက်ဆက်တဲ့တိုင်းညနဲ့အတူပြန်လာပါမယ်။ရေတမြအားလုံးပဲရှင်ရှင်ရှင်ကြပါစေရှင်။